အားလုံးမင်္ဂလာပါ Hera ဖြစ်ပါတယ် Hera ရဲ့ YouTube Channel လေးကနေမှာကြိုဆိုပါတယ်ဒီတစ်ခေါက် Hera ကတော့ timeless reading ကိုမှ collective reading လေးပဲလုပ်ပေးမယ်ပေါ့နော်အဲ့တော့ Hera ရဲ့ဒီမှာ package အစ်စ်ပေါ့နော် Hera package ဒီတစ်ခုနဲ့ဆိုလို့ရှိရင်၃ခုဖြစ်သွားပြီအဲ့တော့မှ package ၃ခုရှိတယ်ပေါ့နော်အဲ့ဒါက future sport package ရဲ့နောက်တစ်ခုကကြောင့်အလုံးကိုင်းနဲ့ပတ်သက်တဲ့ package ရဲ့အခုနောက်ထွက်မဲ့အစ်စ်ကကြတော့လျှောက်ကြရတဲ့ connection package ပေါ့နော် အဲ့ဒီတော့တဲ့ဒီ future spot package မှာဘာတွေပါလဲဆိုတာပြောမယ်ပေါ့နော် future spot package မှာဆိုလို့ရှိရင်ကို့အနာဂတ်အိမ်တောင်ဘက်အကြောင်းဆိုတော့အိမ်တောင်ကြခင်ရှိမရှိအရင်ကြည့်တယ်။နောက်ပေါ်လို့ရှိရင်ဘယ်လိုလူမျိုးလဲဘယ်တော့လောက်တွေ့ရဖို့ရှိလဲဘာလို့လုပ်တဲ့သူမျိုးလဲအိမ်တောင်ရေးကအဲအဲ့ဒါတွေအပြင်ဥမထပ်ပြီးတော့သိချင်တာလေးရှိရင် မေးလို့ရတဲ့ package ပေါ့နော် အလောက်ကန် package ကကြတော့ဘာတွေပါမလဲဆိုရင် hero အနေနဲ့ကကိုယ်ရင်မှန်းထားတဲ့ career ဖြစ်မြောက်အောင်မြင်နိုင်ခြင်းရှိမရှိရဲ့ဘလို့အလောက်ကန်မျိုးလဲဆိုအဆင်ပြေလဲအကျိုးပေးတယ်လဲရဲ့ဘယ်အချိန်မှလုံဆောင်တင်လဲဆိုတာရဲ့ဘယ်နိုင်ငံတွေသွားလို့ရှိရင်ပို့ပြီးတော့အဆင်ပြေလဲအလောက်ကန် interview ကိစ္စတွေအဆင်ပြေနိုင်ခြင်းရှိမရှိနဲ့အလောက်ကန်နဲ့ပတ်သက်တဲ့တခြားသောမိကုန်မိကုန်တွေကိုမေးလို့ရတဲ့ package ပေါ့နော်အခု hero လုပ်ပေးမယ် collective reading package ကကြတော့ နှစ်ယောက်ကြားရ connection package ပေါ့နော်အဲ့တော့နှစ်ယောက်ကြားရမှာဆိုလို့ရှိရင်သူနဲ့ကိုနေကြ connection ကဘယ်လိုမျိုးလဲသူကိုပေါ်ထားရှိတဲ့သဘောထားကိုတို့ပေါ်ထားရှိတဲ့သဘောထားကိုတို့ပေါ်ထားရှိတဲ့သဘောထားကြတော့ဟာ energy check အနေနဲ့ကြည့်ပေးတာလေကိုတို့ပေါ်ဘယ်လိုသဘောထားလဲဆိုတော့ကိုကိုရိုင်းအသိဆုံးပဲဆိုတော့ပြီးတော့သူနဲ့ကိုကြားမှာအဆင်ပြေနိုင်လာရဲ့ဆက်ပြီးတော့အဲတည်ကျင်တဲ့မိကွန်းလေးတွေရဲ့ပါဝင်နေပေါ့နော်အဲ့တော့ collective reading တွေကိုစလိုက်ရအောင်အဲ့တော့တစ်ဖက်သူနဲ့ကိုနေကြတဲ့က အာ connection ကိုအရင်ကြည့်မယ်ပေါ့နော်အဲ့တော့တစ်ဖက်ကလည်းကိုယ်နဲ့ကြားရတဲ့ connection ကဘာတွေများဖြစ်ပလဲဆိုတာကိုကြည့်လိုက်ရအောင် collective reading ကိုကြည့်နေတဲ့သူလေးတွေပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့သူလေးတွေအတွက်တစ်ဖက်သူနဲ့ပုံနေကြတဲ့ connection ကပါနေလေပေါ့နော်ဘယ်လို connection မျိုးဖြစ်မလဲ please give me the message for this collective reading clarity တဲ့နော်အော် clarity ဆိုတော့ဒီရှင်းလင်းဖို့အတွက်ကိုပေါ့နော်ရှင်းလင်းဖို့အတွက်ကိုအချိန်ယူအောင်ပြောရမယ်ဆိုလို့ရှိရင်အခုဒီ readings ကိုကြည့်ကြတဲ့ဒီ collective reading ကိုကြည့်ကြတဲ့သူတော်တော်များများက သူနဲ့ကိုနေကြတဲ့ကအခြေအနေက saturation ကဘာမှမသိတဲ့ connection မျိုးအဲ့ဒါကနှစ်ယောက်ကြားထဲက connection ကိုကြည့်ကြည့်ပေးနေတာမှန်ပေမဲ့ clarity ဆိုရက်ကကိုကြားရဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းမရှိနေဘူးဒီမှာဆိုလို့ရှိရင်တိတ်နေလဲဖုံးကွယ်နေရပါတော့အဲ့တော့အချိန်ယူပြီးတော့စဉ်းစားရမယ်ကိုယ့်ရဲ့အချိန်နေကိုယ့်ရဲ့ saturation ကိုရှင်းရှင်းလင်းလင်းဖြစ်လာဖို့အတွက်ကိုမှအချိန်ယူပြီးတော့စဉ်းစားရမယ် connection မျိုးတွေတော့ဖြစ်နေတယ်ပေါ့နော်အဲ့တော့နောက်ထပ် collective reading ကိုအမျိုးမျိုး အဲဒီလူပေါင်းစုံကြီးကြမှာဖြစ်တဲ့အတွက်ဟိုတော့နောက်တစ်ခါလောက်ထပ်ဆွဲအောင်မယ်ပေါ့နော်တချို့တချို့တွေကဒီလူမျိုးလေးပါတယ်ပေါ့နော် clarity ဖြစ်ဖို့လိုနေသေးတဲ့အခြေအနေတွေ miss signal ပြနေတဲ့အခြေအနေပေါ့နော်သူတို့ကနေကြတဲ့အခြေအနေကဘာမှမသိဘူးဆိုရယ်နေထားမျိုးတွေတထော်များတယ်ပေါ့နော်အဲဆက်ပြောကြည့်ရအောင် please give me the message for this collective reading oh my god အများကြီးပဲကြားရပေါ့နော်အဲ့ဒါပြန်ပြီးတော့သိမ်းလိုက်မယ် please give me the message for this caller to reading. Okay. Mm. တချို့တွေကကြတော့တဲ့ဘယ်လိုမျိုး connection လဲဆိုလို့ရှိရင်ပေါ့နော်အဒါလေးကြရတယ်ပေါ့နော် hat ဆိုတဲ့ပုံလေးကြရတယ်ပေါ့နော်အဲ့တော့သူနဲ့တွေ့လိုက်တဲ့အချိန်ကြာလို့ရှိရင်ရင်ခုန်တာစိတ်လှုပ်ရှားတာ အဲ့လိုမျိုးသူ့ကိုတွေးလိုက်တဲ့အချိန်သူနဲ့နီးကပ်သွားတဲ့အချိန်မျိုးတွေမှာဆိုရှင်တအားကိုမှရင်ခုန်နဲ့ဆိုရက်ခံစားချက်တွေကိုစပြီးတော့ဖြစ်ပေါ်လာရတဲ့ connection မျိုးတော့တွေ့ရတယ်။အဲ့လိုတော့တွေ့ရတယ်။ Okay အဲ့တော့အဲ့တော့ဟရာဒါဒါဟိုဘောနော်နှစ်ယောက်ကြားထဲက connection အရာအရင်ကြည့်ပေးတာအဲ့တော့နှစ်ယောက်ကြားထဲက connection ကြည့်ပေးပြီးသွားပြီဆိုလို့ရှိရင်ဟိုနောက်တစ်ခုကပါလဲဆိုရင် ာသူအာသူကိုပေါ်ထားရှိတဲ့သဘောထားကိုကြည့်ပေးမယ်ပေါ့နော်သူကိုပေါ်မှာဘယ်လိုမျိုးသဘောထားလဲဆိုတော့ထားတော့ကလေးတော့ပြီးတော့ကြည့်မယ်အဲ့တော့ please give me the message for this collateral reading တစ်ဖက်ကကိုကိုပေါ်မှာဘယ်လိုသဘောထားလဲ please give me the message for this collateral reading တစ်ဖက်ကကိုပေါ်မှာဘယ်လိုမျိုးသဘောထားလဲ please give me the message for this collateral reading Ace of Wands. โอเคအဲ့တော့ဒီမှာကြည့်ရတာလောက်ဆိုလို့ရှင်သူကိုယ်တိုင်ရာလဲကိုယ်နဲ့စတင်ပြီးတော့ပတ်သက်ဖို့အထွက်ကိုမှအာ planning ချပြီးစပြီးတော့ planning ချနေရပါတော့ပြောရမယ်ဆိုလို့ရှင်စပြီးတော့ planning ချနေတယ်ဒီမှာဆိုလို့ရှင် is or wants อืมအဲ့တော့ဒီမှာဆိုလို့ရှင်ဟိုရပြမယ်မိတော်လေးတွေ့ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ personality ဖြစ်တဲ့အနေထားတွေကိုတော့ဟိုရတွေ့မိတယ်เนาะ ကိုနဲ့ပတ်သက်ပြီးတော့လေသူ့မှာလူချင်းတက်မှတ်မှုတွေရှိတယ်လို့ပြောလို့ရတယ်သူ့ရဲ့အုံတော်ထဲမှာပေါ့နော်နောက်တစ်ခုကကြတော့ဒီကိုကိုစတင်ပြီးတော့ပတ်သက်တော့မယ်နော်ကိုကိုစတင်ပြီးတော့ပတ်သက်တော့မယ်ဆိုတဲ့ပုံစံမျိုးလေးလည်းတွေ့ရတယ်အာအရှင်စပြီးတော့ယူတော့မယ်ပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့အရှင်စပြီးတော့ယူတော့မယ်အာပြီးသွားလို့ရှင်လေးနဲ့ထားရတယ်ပိုးဖြစ်တယ်ဆိုတော့ခန်းစားချက်ကိုတော့ခန်းစားရရတယ်ဘာလို့ပိုးဖြစ်တယ်โอเค insolvency ပေါ့နော်ဆက်ပြီးတော့ကြည့်ရအောင်အ collective reason ဆိုတာကတော့နောက်ထပ်အကတ်တွေအများကြီးထပ်ဆွဲမယ်ပေါ့နော်အများကြီးတော့မဟုတ်ဘူးနှစ်ကတ်လောက်တော့နောက်ထပ်တစ်ကတ်ထပ်ဆွဲမယ်ပေါ့နော်ဆိုတော့သူကိုပေါ်ထားရှိတဲ့သဘောထားလေးကိုတစ်ချက်ထပ်ပြီးတော့ဆွဲဆွဲကြည့်ရအောင် please give me the message for this collective reading အဲ့တော့ collective reading တမားလေးတွေအတွက်ပေါ့နော်တစ်ဖက်သူက collective reading collective အတမားလေးတွေကိုဘယ်လိုမျိုးသဘောထားလဲပေါ့နော်တစ်ဖက်ကျ energy ကဘယ်လိုမျိုးရှိပါလဲ oh my god eight of swords တချို့တွေကကြတော့လေဒီလား oh my god ဘတော်တက်က three of swords အဲ့တော့လေတချို့တွေကကြတော့ဘာဖြစ်လဲဆိုလို့ရှိရင် အာသူတို့ရဲ့ခံစားချက်တွေကိုထုတ်ပြောဖို့အတွက်လိုအောင်ပဲအချိန်ကာလလိုအောင်ပဲပေါ့နော်။ဘာလို့လဲဆိုတော့ error source ကိုကြားတဲ့အတော့အင်းသူ့မှာတခြားတခြားသော block ဖြစ်နေတဲ့အရာတွေရှိတယ်။ maybe အာသူမပြောရဲတာပေါ့နော်။ပြောရမယ်ဆိုရင်သူ့မှာပြောဖို့အတွက်ကို anxiety တွေ anxiety တွေများနေတာမျိုးပေါ့နော်။အာ anxiety တွေများနေတာအကြောက်တရားတွေများနေတာငါသူ့ပြောလိုက်ဘယ်လိုမျိုးဖြစ်သွားမလဲပေါ့နော်။သူကိုယ်တိုင်ကလည်းစိတ်ခြေနေအစင်မပြေနေသေးဘူး။အာသူကိုယ်တိုင်ကလည်းဒီ အာ mentor mentor issues တခုခုရှိတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့သူ့အနေနဲ့ကကြတော့ဒါအဆင်မပြေသေးဘူးဆိုတဲ့အနေအထားပေါ့နော်အာကိုယ့်ကိုဖွင့်ပြောအဲ့တော့နှစ်ခုရှိရယ်အခြေအနေကနှစ်မျိုးတော့ဖြစ်သွားတာပေါ့နော် hera collective တွေဆိုပြီးတော့နှစ်ခုနှစ်ခုစီဆွဲလိုက်တာအခြေအနေကနှစ်မျိုးဖြစ်သွားတယ်အာပြောရမယ်ဆိုဟိုတချို့တချို့တွေကကြတော့အဲဒါကိုကိုကို စတင်ပြီးတော့ပတ်သက်တော့မယ်ကိုကိုစပြီးတော့ action ယူပြီးတော့ပြောတော့မယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ကိုနဲ့စတင်ပြီးတော့ပတ်သက်တော့မယ်ဆိုတဲ့ pull ဖြစ်တဲ့ feeling ကိုရတယ်လို့နောက်တစ်ခုကကြာတော့ error source အချိန်ယူအောင်မယ်သူ့အနေနဲ့သူ့ကိုယ်တိုင်ကလည်းစိတ်အချိန်ကြီးကအဆင်မပြေသေးတဲ့အနေအထားမှာရှိနေတာဆိုတော့လေအဲ့လိုဆိုတော့သူ့အချိန်ယူအောင်မယ်မပြောသေးဘူးအဲ့လိုမျိုးအနေအထားမှာတော့တွေ့ရတယ်ဟုတ်တယ် တချို့တခုကကြာလေတချို့တွေကကြာပြောဖို့အတွက်ကိုအာကြောက်နေတာပေါ့နော်အာသူကိုနဲ့အဆင်ပြေပါမလားအာကိုယ်ဝင်ရင်းလာရင်ဘယ်လိုလုပ်မလဲစသဖြင့်ဒါမှမဟုတ်ပုံဝန်ကြီးကိုခေယူဆိုင်နေတာပုံဝန်ကြီးကကိုယ်ဘယ်လိုမြင်မလဲငါသူ့ကိုပြောလိုက်လို့ရှိရင်ဆိုရယ်ပုံစံမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့အခြေအနေကနှစ်မျိုးတော့ဖြစ်နေပါတယ်အဲ့တော့ကိုယ့်ရဲ့သဘောထားလေးကိုတည်ရှိလာအောင် collective သမားလေးတွေရဲ့တစ်ဖက်သူပေါ်မှာထားရှိတဲ့သဘောထားကို energy check အနေနဲ့ကြည့်ရအောင်ပေါ့နော် please give me the message for this collective reading ် wallet သမားလေးတွေရဲ့တစ်ဖက်တူပေါ်မှာဘယ်လိုမျိုး energy တွေထားလဲ thank you oh my god ခလာတဲ့သမားတွေပြောလို့ဒီမှာကြည့် the lover card ကိုထွက်လာတာ here ဘယ်လိုပြောရမလဲတော့မသိဘူး the lover card ကိုထွက်လာတာဆိုတော့ collective သမားလေးတွေဘက်ကတစ်ဖက်သူအပေါ်မှာအရန်ကို fall in love ဖြစ်နေပြီပြောရမယ်ဆိုဖိတ်စာတစ်ချက်ရိုက်ပြီးနေပြီ ဲ့လိုမျိုး energy collective တမတော်တော်များများလေးတွေอ่ะဗောနော်တစ်ဖက်သူအပေါ်မှာဘယ်လိုမျိုးသဘောထားလဲဆိုတာ deliver ကတ်ကြရတဲ့အတွက်ဟရာထူး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 ပြောစရာတော့မရှိဘူးဖိတ်စာတစ်ချက်ဝေးပြီးသားပဲအဲ့လိုမျိုးတော့ဖြစ်နေဖိတ်စာတစ်ချက်ရိုက်ပြီးသားပဲအဲ့လိုဖြစ်နေပြီဗောနော်တစ်ဖက်သူပေါ်မှာအရန်ကို folding left ဖြစ်နေတဲ့ခန်းစားချက်မျိုးတွေတော့တွေ့ရတယ်နောက်တစ်ကတ်ထပ်ဆွဲကြည့်အောင်ဗောနော် collective တမလေးများမှဆိုတော့ please give me the message for collective readings collective သမားလေးတွေကတစ်ဖက်သူပေါ်မှာဘယ်လိုမျိုးသဘောထားသေးလဲပေါ့နော် King of Pentacles တမန်ကြီး King of Pentacles အဲ့တော့တစ်ဖက်သူအပေါ်မှာကျတော့ collective သမားလေးတွေကပို့ပြီးတော့ mature ဖြစ်တယ်ပို့ပြီးတော့စိတ်ရှည်ပြီးတော့မှစိတ်ရှိပြီးတော့မှဟိုပါဘောနော်အာ စောင့်စားနိုင်နေဆိုတဲ့ပုံစံမျိုးပေါ့နော်ပို့ပြီးတော့စိတ်ရှိရှိနဲ့စောင့်စားနိုင်နေဆိုတဲ့ပုံစံမျိုးရောဟာခံစားမိတဲ့ gain of benefit ရဲ့ပုံအရာလေးဒီလားအာနောက်ပေါ်တော့ဒီတစ်ဖက်သူပေါ်မှာဟုတ်တယ်အရန်ကောမှာဒီသစ္စာရှိရလို့ပြောလို့ရတယ် သစ္စာရှိပြီးတော့အဲ့လိုမျိုးပေါ့နော်အာသူ့ရဲ့အဲသူ့စီကအရှင်လေးဒါမှမဟုတ်သူ့ရဲ့ဒါဒီ collective ကိုယောက်ျားလေးတွေရောမိန်းကလေးတွေရောကြည့်မှာဖြစ်တဲ့အတွက်ဟာအနေနဲ့မိန်းကလေးဆိုလို့ရှိရင်ကွာသူ့ကိုစောင့်စားနိုင်စောင့်စားနေတာမျိုးပေါ့နော်သူ့ရဲ့ action ယူမှုသူ့ရဲ့သူကိုဘယ်တော့များပြောလာမလဲသူကိုပေါ်ဘယ်တော့များအဆင်တက်လာမလဲဆိုပြီးတော့စောင့်နိုင်တယ် patient ဖြစ်တယ်လို့ပြောလို့ရတယ်အကယ်လို့ဒီ readings ကိုယောက်ျားလေးတွေကြည့်တယ်ဆိုလို့ရှိရင်ကိုကသူ့အပေါ်မှာဘယ်လိုမျိုး action တွေယူပြီးတော့အာလောက်ဆောင်မလဲပေါ့ဆိုတာမျိုး ဒီဇိုင်းမမတ်ပေါ့နော်ဒီဇိုင်းမမတ်လုံးနိုင်တဲ့အာအရှင်ယူပြီးတော့လုံးဆောင်နိုင်တဲ့သူမျိုးတွေပေါ့နော်အဓိကအဖြစ်တော့အာဒီတစ္ဆာရှိရပြောရမယ်ဆိုလို့ရှင်တစ္ဆာရှိတယ်လုံးဝကို self discipline ရှိတယ်ပေါ့နော် mature လည်းဖြစ်တယ်အဲနောက်ပြီးတော့ဒီ support ပေးခြင်းနဲ့ provide လုပ်ပေးခြင်းနဲ့တစ်ဖက်သူပေါ်တစ်ဖက်ပါတနာအပေါ်ကိုဒါ collective တမားလေးတွေရဲ့ဘက်ကကြည့်မယ်ဆိုရင်တစ်ဖက်သူပေါ်မှာအရင်ကို supportive လုပ်ပေးခြင်းနဲ့အရင်ကမှအာဒီ product လုပ်ပေးခြင်းနဲ့နောက်တစ်ခုကတော့ဒီတစ္ဆာလေးရှိတယ်အာနောက်ပြီးနောက်ပါလို့ရှိရင်ဂယူးလေးစိုက်တယ်ပေါ့နော်ဂယူးလေးစိုက်တတ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေကိုကိုဖြစ်ချင်တဲ့ဆန္ဒကိုဖြစ်မြောက်အောင်တွားမယ်ဆိုတဲ့ပုံစံမျိုးသူကိုယ်သူနဲ့ပတ်သက်ရမယ်ဆိုလို့ရှိရင်ပတ်သက်မယ်ပတ်သက်မယ်ဆိုတဲ့ goals ကိုတွားရတဲ့သူမျိုးတွေပေါ့နော်နောက်တစ်ခုက လက်ဘာဆိုတော့တလက်ဘာဆိုတော့ဒီအဲ့လိုမျိုးချစ်ချင်းသူ့ပုံမှာအရန်ကိုချစ်တယ် foreign love ဖြစ်တယ်ပေါ့နော်အရန်ကိုချစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့သူ့ဘက်ကအဆင့်တက်လာမဲ့ဟာမျိုးကိုစောင့်နေတယ်ဒါမှမဟုတ်ကိုကအဆင့်တက်ပြီးတော့သူ့ရဲ့ action သူ့ရဲ့ response ကိုစောင့်တည်တယ်အဲ့လိုပုံစံမျိုးလေးရောတွေ့ရမယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ဒါ energy check အနေနဲ့ဟိုကကြည့်ပြပါရင်အဲ့တော့သူနဲ့ကိုကြမှာအဆင်ပြေနိုင်လားဆိုတာလေးကိုဟိုက အာထောက်ရကက်လေးနဲ့လည်းကြည့်မယ်နောက်တစ်ခုကကြတော့ answer aggregate okay answer aggregate လေးနဲ့လည်းကြည့်မယ်ပေါ့နော် now please give me the message for this collective reading collective သမားလေးတွေရဲ့တစ်ဖက်သူရဲ့ကအဆင်ပြေနိုင်လားပေါ့နော် this အဲ့ဒါကြောင့်တက်ကပဲဆွဲမယ် this give me the message for this collective reading တာရိုကနဲ့တစ်ခါဆွဲမယ် answer aggregate နဲ့တစ်ခါဆွဲမယ်ပေါ့နော် ့ Oh my god nine of pentacles ကိုဆိုတာဟုတ်ကြတာဖြစ်တဲ့အတွက်အဆင်ပြေတယ်လို့လုံးဝပြောလို့ရတယ် nine of pentacles အဲ့တော့တစ်ဖက်သူနဲ့ကိုကြားမှာအဆင်ပြေလာဖို့တွေရှိတယ်ဘယ်တော့လောက်ဖြစ်မလဲဆိုလို့ရှိရင် nine of pentacles ဖြစ်တဲ့အတွက်ကြောင့်မလို့ငွေကြေးတွေအားအလုံးတွေအဆင်ပြေသွားတဲ့အချိန်ပေါ့အထူးသဖြင့် career အခြေအနေနဲ့ငွေကြေး stable ဖြစ်လာတဲ့အခြေအနေမျိုးတွေမှာဆိုလို့ရှိရင်အဆင်ပြေလာမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရပါတယ် အဲ့တော့ထပ်ပြီးတော့ confirm လိုက်ရအောင်ဟိုမှာဒီ answer aggregate တက်လေးတွေနဲ့တစ်ချက်ကြည့်လိုက်ရအောင်ပေါ့နော်တစ်ဖက်သူနဲ့ဒီ collective တမားလေးတွေကအဆင်ပြေရရှိအဆင်ပြေဖို့ရှိတာပေါ့နော်အဆင်ပြေနိုင်လားပေါ့နော် please give me the message for this collective reading please give me the message for this collective reading အဲ့တော့ဒီမှာဆိုလို့ရှိရင်ကြာတာအဲ့တော့ B more specific ဆိုတဲ့ကတ်လေးကိုကြားတယ်ဗောနော်အဲ့တော့ပို့ပြီးတော့မှအဲဒီ special ဖြစ်တယ်ဗောနော်ပို့ပြီးတော့မှအင်း specific ဖြစ်တယ်လို့တော့ပြရတယ်သူက yes လည်းမဟုတ်ဘူး no လည်းမဟုတ်ဘူးအဲပို့ပြီးတော့အဲအချိန်ယူပြီးတော့လေ့လာရမယ်အဲပို့ပြီးတော့အချိန်ယူပြီးတော့ဘယ်လိုပြောရမလဲအာ ချိန်ယူပြီးတော့ဒီ day ဒီ day ပေါ့နော်ဒီ day အာ patient ဖြစ်ရမယ်ပေါ့ပြောရမယ်ဆို patient ဖြစ်ရမယ်လို့ပြောချင်တာအဓိကအပြင်ကိုကဒီ HDD သူနဲ့အဆင်ပြေခြင်းလေဆိုလို့ရှိရင် be more specific okay okay တိတိတိပို့ပြီးတော့အားဆိုင်ထုတ်ရမယ်ပို့ပြီးတော့အားဆိုင်ထုတ်ရမယ်လို့ပြောပြောလို့ရတယ်ပေါ့နော်ပို့ပြီးတော့အားဆိုင်ထုတ်တင်တယ်ပို့ပြီးတော့အားဆိုင်ထုတ်ရအောင်မယ်လို့တော့ပြောထားတယ်ပေါ့နော်အဲ့လိုတွေ့ပါတယ်အဲ့တော့ဒီမှာဒါ အာ collective readings ကတော့ဒီလောက်ပဲပေါ့နော်ဟိုကတူ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 ပဲ15မိနစ်လောက်ပဲရှိရပေါ့နော်ဆိုတော့အဲဒီနေ့ကတော့ဒီလောက်ပါပဲဒါ hero ရဲ့ package လေးကိုမိတ်ဆက်ပေးနေ hero collective reading လေးလုပ်ပေးလိုက်တာပေါ့နော်ဆိုတော့အားလုံးပဲကိုလိုချင်တဲ့အဖြစ်ကိုရရှိမယ်လို့တော့ hero ယုံကြည်ပါတယ်နောက် video တွေမှာပဲပြန်လည်ပြီးတော့မှအဆုံးသတ်ကြပါမယ်အားလုံးပဲတတ